အားလုံးပဲမင်္ဂလာပါရှင် KGK မြန်ထိုင်း YouTube Channel မှကြိုဆိုပါရစေ။ဒီနေ့မှာတော့ထိုင်းစကားပြောကိုကျန်းကျင်စေမဲ့အထူးနီလန်းတွေကို မျှဝေပေးသွားမှာပါ။ထိုင်းစကားကို လေ့လာနေသူတွေထိုင်းနိုင်ငံကို ခရီးသွားဖို့စီစဉ်နေသူတွေဒါမှမဟုတ်ထိုင်းလိုစကားပြောတတ်ခြင်းသူတွေအတွက်အသုံးဝင်မဲ့နီလန်းတွေကိုပြောပြပေးသွားမှာမို့အားလုံးဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ ိုင်းစကားပြောကိုကျွမ်းကျင်စေမဲ့ပထမဆုံးနီလန်းကတော့နေ့စဉ်လေ့ကျင့်မှုပါ။ထိုင်းစကားကိုနေ့တိုင်းမိနစ်20လောက်အချိန်ပေးပြီးလေ့ကျင့်ဖို့လိုပါတယ်။ဒါမှစကားလုံးတွေဝါကျတွေကိုမှတ်မိလာမှာပါ။ဥပမာမနက်ခင်းတိုင်းထိုင်းစကားလေးလာတဲ့ application တစ်ခုခုကို အသုံးပြုပြီးလေ့ကျင့်တာမျိုးပေါ့ ဒါမှမဟုတ်ကျမတို့ KGK မြန်ထိုင်းကနေ့စဉ်တင်ပေးနေတဲ့နေ့စဉ်ထိုင်းစကားငါးလုံးလေးလာလို့ရမယ့်ဗီဒီယိုအတိုလေးတွေနဲ့လည်းပုံမှန်လေးလာနေလို့ရပါတယ်။ဒုတိယနီလန်းကတော့ထိုင်းစာသားတွေစကားပြောတွေကို နားထောင်ပါ။ YouTube Facebook တို့မှာထိုင်းစကားပြောဇလန်းတိုလေးတွေကိုနားထောင်ပါ။ဒါမှမဟုတ်ထိုင်းဒရာမာတွေရုပ်ရှင်တွေကို ကြည့်ပါ။ ဒါကတင့်ကိုထိုင်းစကားအတန်ထွက်တွေကိုရင်းနှီးစေပြီးနားလည်မှုကိုမြန်ဆန်စေပါတယ်။တတိယနီလန်းကတော့ထိုင်းလိုစကားပြောဖို့ရဲရင်ပါ။မှားမှောက်ကို မကြောက်ပါနဲ့။ထိုင်းလူမျိုးတွေနဲ့စကားပြောဖြစ်အောင်ကြိုးစားပါ။ဥပမာထိုင်းစားတောက်ဆိုင်မှာထိုင်းလိုမှားတာမျိုးထိုင်းလူမျိုးမိတ်ဆွေတွေနဲ့စကားပြောတာမျိုးပေါ့။ဒါကတင့်ကို စကားပြောကြွမ်းကျင်မှုကိုအမြန်ဆုံးတိုးတက်စေပါတယ်။နောက်ဆုံးနီလန်းကတော့ ထိုင်းစကားလေးလာတဲ့ Facebook group တွေ YouTube channel တွေကို follow လုပ်ပါ Facebook မှာထိုင်းစကားလေးလာသူတွေအတွက် group တွေရှိပါတယ်ဒီ group တွေမှာပါဝင်ပြီးမိကွန်းတွေမေးတာစကားလုံးတွေ ဖလှယ်တာမျိုးလုပ်နိုင်ပါတယ်ဒါကတင့်ကို လေးလာမှုမှာပိုပြီးအားတက်စေပါတယ်ဒါဆိုရင်တော့ထိုင်းစကားပြောကိုကျွမ်းကျင်စေမဲ့အထူးနီးလန်းတွေကိုသိပြီဆိုတော့လေ့လာကြည့်လိုက်ပါဦးနော် နေ့စဉ်လေ့ကျင့်မှုနားထောင်မှုရေးရမှုအွန်လိုင်းဗီဒီယိုလေ့လာတာတွေနဲ့ချိန်ဆက်မှုတွေကတင့်ကိုထိုင်းစကားပြောမှာပိုပြီးကျွမ်းကျင်လာစေမှာပါဒီဗီဒီယိုလေးကိုကြိုက်ရင် like share လေးလုပ်ပေးပြီး channel ကိုလည်း subscribe လုပ်ပေးသွားကြပါဦးရှင်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှ ပြန်ဆောင်ကြပါမယ်ရှင်